ူကအဲ့နေအမထမင်းစားအောင်ဆိုသူပေးတဲ့ထမင်းထုတ်ကလေးကိုကိုစားလိုက်တဲ့ခါမှာဟာကိုတော့ထမင်းစားနာလေပီတိဖြစ်ရတာပေါ့အဲ့ကြောင့်ကိုထွန်းရဲ့အမလည်းတရက်စားလို့ကျွေးကျင်လိုက်တာဆိုအမမပူနဲ့တဲ့ကျွန်တော်ဝန်တန်းနေနဲ့ကျွန်တော်အကုန်ချက်ပြုတ်ပေးမှတဲ့ဒုက္ခတွင်ကြီးကနေလွန်မြောက်ဖို့တန်ကြီးလည်းကြီးငါတို့တွေရုံထွက်ဆို့ ိုးတဲ့ကြောင်းတရားခုချိန်အလိုရှင်မိသားစုနဲ့တကွဒါမြန်မာနိုင်ငံသူနိုင်ငံသားကဘာသူကဘာသားအားလုံးတက်ရှိချမ်းမှာဘေးရန်ကွာပါစေလို့ဆန္ဒပြုပါတယ်ဒီလိုဖြစ်ဆိုရင်လည်းနောက်နောက်ဘယ်တော့ခါမှမကြုံတွေ့ရပါစေနဲ့လို့ကြည့်ပြများကလက်တွေတရားပဲမို့ဘာဝကြီးကမိမောင်ထူပြလို့လိုက်ရတဲ့လောက ဖြစ်ရချို့ကောင်းတာတွေနဲ့မကောင်းတာတွေလဲဖို့ဒုက္ခတွင်ကနေလွန်မြောက်ဖို့ တညီလည်းညီငါတို့တွေယုံထွက်ဆိုအတူနဲ့ကြောင်းတရားခုချိန်ထောက်ပြဖို့ဖြစ်ပြများကလက်တွေတရားပဲမို့ဘာဝကြီးကမိမောင်ထူပြလို့ PK ထွန်းတော့စီရောအမတို့ကအမြဲအလဲလာတယ် PK ထွန်းတော့ခုနှစ်ရက်ခုနှစ်လီကျွေးနေတာဆိုတော့လေကိုလဲလေအားကြတာပေါ့ ကိုထွန်းရဲ့9ရက်9လီကျွေးနေတာအားကြလိုက်တာပေါ့နော်။ तू ကအဲ့နေအမထမင်းစားအောင်ဆိုသူပေးတဲ့ထမင်းတုပ်ကလေးကိုကိုစားလိုက်တဲ့ခါမှာဟာကိုတော်ထမင်းစားနာလေပီတိဖြစ်ရတာပေါ့။အဲ့ကြောင့်ကိုထွန်းရဲ့အမလည်းတရက်စားလို့ကျွေးကျင်လိုက်တာဆိုအမမပူနဲ့တဲ့ကျွန်တော်ဝန်တန်းနေနဲ့ကျွန်တော်အကုန်ချက်ပြုတ်ပေးမှတဲ့ရတယ်ဆိုဟာကိုလည်းကိုထွန်းကိုပတ်စံပေးလိုက်တာပေါ့။ဟာဒီနေ့ကိုလာတာလှူမယ်။ဒီရတယ်ပေါ့ထမင်းတုပ်တွေဝေမယ်ဆိုပြီးတော့ဒီလဲလာရောအကုန်လုံးသူတို့ကချက်ပြုတ်ပြီးအရန်တဲ့အမထမင်းလေးခုပေးရုံပဲ။ အဲ့ကြတော့လေပီတိဖြစ်ရတယ်လာရတဲ့လောကပြည့်ရချိုးကောင်းတာတွေနဲ့မကောင်းတာတွေလဲဖို့ကျင်းမြတ်တရားအထီးကမို့ဒီချိန်မှာချိန်ရတူလေးစားဒီမြန်မာတနေငံလုံးမှာရှိကြတဲ့လှူနေကြတဲ့သူတွေကူနေကြတဲ့သူတွေ အားလုံးကိုလည်းယနေ့ကလည်းလည်းလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒီဂုံလေးယူပါတယ်အဲလေးလေးလေးစားပါတယ်တာတူလေးခေါ်ပါတယ်လို့အလူရှင်မီတာဆိုနေတကွဒါမြန်မာနိုင်ငံသူနိုင်ငံသားကဘာသူကဘာသားအားလုံးတက်ရှိချမ်းမှာဘေးရန်ကွာပါစေလို့ဆန္ဒပြုပါတယ်ဒီလိုဖြစ်ဆိုရင်းလဲနောက်နောက်ဘယ်တော့ခါမှမကြုံတွေ့ရပါစေနဲ့လို့မရှိတဲ့သူအလေးထားလူသားချင်းချင်းပေးမှကြစို့လားဒီချိန်မှာဒုက္ခလို့နေတာ